တရားမဝင်ကုန်စည်တန်း9500တန်ဘိုးခန့်ဖမ်းမိခဲ့ပြီးတန်းထောက်တရားခန့်စုပြန်လဲချင်းမြင့်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းတရားမဝင်ကုန်စည်တန်း9500တန်ဖိုးခန့်ဖမ်းဆီးရမိခဲ့တယ်လို့တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီမှသိရပါတယ်။ တရားမဝင်ကုန်စည်တွေကိုသတင်းပေးတိုင်ကြားခဲ့တဲ့တာဝန်သိပြည်သူများကိုလည်းဖမ်းဆီးရမိမှုတန်ဖိုးငွေကျပ်9493ဒရမ်မှနှစ်နှစ်လေးတန်းရဲ့20ရာခိုင်နှုန်းဖြစ်တဲ့ငွေကျပ်1098ဒရမ်မှ645တန်းကိုသတင်းပေးစုချင်းငွေအဖြစ်ချိမြင့်ပေးသွားမှာဖြစ်ပြီးသက်ဆိုင်ရာဌာနများမှမြ мян ဆန်းဆန်းစုချိမြင့်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိတယ်လို့ဆိုပါတယ်။ တရားမဝင်ကုံသွမ်းမှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီရဲ့ကြီးကြပ်ကူခဲမှုနဲ့နေပြည်တော်ကောင်စီနယ်မြေအပေါ်ဝင်တိုင်းဒေသကြီးပြည်နယ်တွေမှာတရားမဝင်ကုံသွမ်းမှုတိုက်ဖြတ်ရေးအထူးအဖွဲ့တွေကိုဖွဲ့စည်း၍၎င်းအကောင့်ခွန်ဦးစီးဌာနကဦးဆောင်တဲ့ One Stop Service ဌာနဆိုင်ရာအဖွဲ့များဖွဲ့စည်း၍၎င်းနယ်စပ်ဝင်ထွက်ခိတ်တွေနယ်စပ်ကုံသွမ်းရေးရုံးနယ်စခန်းတွေအမြဲတမ်းစစ်ဆေးရေးစခန်းတွေကုံသွမ်းမှုလမ်းကြောင်းတစ်ချောင်းနဲ့ကုန်ပစ္စည်းတူလောင်ရုံးတွေအပြည့် ီဆိုင်ရာစိတ်ကန်းထွေနဲ့ဒေဆိတ်ထွေ၊ဂန်ယူရန်စိတ်ကန်းထွေမှတရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုထိရောက်စွာဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရှာမှသတင်းအချက်အလက်ရရှိမှုဟာအလွန်အရေးပါလျက်ရှိပြီးကောင်းဝန်တီပြည်သူတွေရဲ့သတင်းပေးတိုင်ကြားမှုတွေကြောင့်အခုလိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့လဲဆိုပါတယ် ဖေဖော်ဝါရီလအတွင်းကသတင်းရရှိမှု58ကြိမ်ရရှိခဲ့ပြီးသတင်းမှ2ကြိမ်နဲ့တန်းစီရမိမှု55ကြိမ်ရှိခဲ့တယ်လို့သိရပါတယ်။ ။တရင်ရရှိမှုကြောင့်ဖန်းစီရမိမှုအမှုတွဲ66မှုဖွင့်လင်ထားပြီးဖန်းစီရမိမှုတွေမှာတင်မျိုးစုံလုပ်ငန်းသုံးပစ္စည်းတွေလူသုံးကုန်ပစ္စည်းတွေနဲ့စားသောက်ကုန်ပစ္စည်းတွေဖြစ်တဲ့ကုန်ပစ္စည်း58မျိုးအပါအဝင်ခံမှန်းတန်ဖိုးငွေချ9493ဒရမ်မှနှစ်နှစ်၄တန်းနဲ့တရားမဝင်ကုန်စည်တွေတင်ဆောင်လာတဲ့ရေရင်နဲ့မော်တော်ယာဉ်တွေအပါအဝင်လိုင်းစင်းမဲ့မော်တော်ယာဉ်တွေနဲ့လိုင်းစင်းမဲ့မော်တော်ဆိုင်ကယ်များဖမ်းဆီးရမိခဲ့တယ်လို့သ တိယပါထေရှင်